အလုံးဝမင်္ဂလာပါဒီဗီဒီယိုမှာတော့ဝေ money fortuning ကိုကျွန်တော်တရားလေးရှင်းပြပေးမှာဖြစ်လို့တရားလေးကြည့်ပေးပါအဲ့တော့ကျွန်တော်တို့ software ကို download ဆွဲပါတော့မရှိသေးရင်ပြီးရင်ကျွန်တော်ဒီမှာကိုယ့်ရဲ့ phone number 7လုံးမှန်ကန်အောင်ထည့်ပါတော့ပြီးရင်မှန်ကန်ပါအောင်နှိပ်မယ်ပြီးကြတယ်ကျွန်တော်တို့ရဲ့ phone ထဲကို SMS ဝင်လာမှာဖြစ်ပါရဲ့နော်ဒါတော့ single phone ထဲမှာရှိရင်တော့ဝင်မှာပေါ့နော် ကျွန်တော်ညီမပြားဖုန်းနေနဲ့စင်ကက်တင်နဲ့ဖုန်းရတော့လန်တောင်းပေါ့နော်ဒီနေရာမှာကျွန်တော်တို့ပေနံပါတ်ထည့်ခိုင်းနေပေနံပါတ်ဆိုတာကဘာကိုဆိုလို့တာလဲကျွန်တော်တို့ဒီနံပါတ်ကအမြင်နဲ့မှတ်ထားရမယ်ငွေသွင်းငွေထုတ်လောက်တဲ့ခါမှာဒီနံပါတ်နဲ့ဒါကျွန်တော်တို့လောက်လို့ရမှာဖြစ်ပါရင်တော့အဲ့တော့ကျွန်တော်တို့ဒီမှာသူပြောသူတို့လွယ်တကူမထည့်နဲ့ပေါ့နော်တနေ့တောင်းလေးမထည့်ပါနဲ့နည်းနည်းခက်တဲ့ခဏလေးလုံးကိုတေချာမှတ်ကန်အောင်ထည့်ပါဒီဆိုတာနဲ့ကျွန်တော်တို့ဒီမှာအတီးပြုတ်ပါအောင်နှိုက်ခဲ့မယ်နော်အာရေးကြီးတယ်နော်မှတ်ထားနော်မေးလို့မရအောင်နော်ပြီးတော့ပြီးဆိုတာနဲ့ကျွန်တော်အခုပြောသူတို့မျိုး ထည့်ခဲ့တဲ့နံပါတ်လေးလုံးကိုပြန်ထည့်ပါနော်ခုနကကျွန်တော်ပြောတဲ့နံပါတ်လေးလုံးကိုထည့်ပါတခြားလေးမှတ်ခဲ့မယ်နော် PP ဆိုတာနဲ့ကျွန်တော်တို့ကဒီမှာအကောက်အတီပြူပါအောင်နှိမ့်မယ်အကောက်စဖွင့်မယ်ပေါ့ဗျာโอเคကင်မရာဖွင့်ပြီးနှိမ့်မယ်ဒီနေ့မှမှတ်ပုံတင်နေဖွင့်မဲ့သူတွေကမှတ်ပုံတင်ကိုပဲရွေးမယ်နော်အပေါ်ဆုံးအဟာကိုကျွန်တော်ကဒီနေ့မှာအချင်းမောင်းလိုက်စင်တဲ့ဖွင့်မှာဆိုတော့မှတ်ပုံတင်အရှားဆိုတာကိုကျွန်တော်ကရွေးခဲ့လိုက်မယ်ဗျာမိတ်ဆွေတို့ကမှတ်ပုံတင်နေဖွင့်မှာဆိုရင်မှတ်ပုံတင်ကိုမရွေးပါနော် ပြီးပြီဆိုရင်လည်းကျွန်တော်တို့ကဒီမှာကင်မရာလေးပေါ်လာပြီဆိုတာနဲ့အဲကျွန်တော်တို့ဒီနေရာမှာကိုယ့်ရဲ့ကပ်ပြားကိုတိရှာလေးပေါ့နော်ဒီကြောင့်ကွက်ထဲဝင်အောင်တိရှာလေးချိန်ပါပြီးတပ်ပုံရိုက်ပြီနေမရှိရင်ပြင်ရိုက်ပါနော်မလောနဲ့နော်ပုံရှင်းမှသာရင်ကျွန်တော်တို့အောက်ရမြန်မှာဖွင့်လာတာလူတိုင်းဖွင့်တတ်တယ်အောက်ရဖို့ကလူတိုင်းမရဘူးဆိုတာကအဲ့လိုမျိုးပေါ့နော်ဒါဖွင့်တဲ့ခါမှာအာရန်လောပြီးတော့ဖွင့်ညတဲ့ခါကျတော့မရကြဘူးဘောနော်โอเคပြီးကျွန်တော်ဒီမှာရှင်းနောက်ရိုက်ပါနော်ပြီးဆိုတော့ကျွန်တော်ဒီနေရာမှာကတော့ကျွန်တော်ကဒါရင်မလိုက်ဆင်းနဲ့ ဖွင့်လာတော့ရင်မလိုက်စင်ကိုရွေးပေးခဲ့မယ်နော်ဘတ်ပုံဒီသမားဆိုရင်ညမှာရွေးစရာမလိုဘူးနော်ဒီလိုမျိုးလည်းပြမှာမဟုတ်ပါဘူးโอเคကျွန်တော်လည်းရင်မလိုက်စင်ကိုကျွန်တော်ရွေးခဲ့လိုက်မယ်တခြားလေးဖွင့်ဖို့ကျွန်တော်ပြောချင်ပါတယ်ပြီးဆိုရင်ကျွန်တော်ဒီမှာကိုကြီးရဲ့မပုံအနေနဲ့ကအချက်လက်တွေထည့်ခိုင်းမယ်အတူတူပဲနော်ဒီနေရာမှာကအာကျွန်တော်တွေဘယ်ဟန်နဲ့ဖွင့်ဖွင့်မပုံတွေနဲ့ဖွင့်ဖွင့်ရှင်မောင်းလန်းစင်နဲ့ဖွင့်ဖွင့်ကိုကြီးရဲ့မပုံနေနံပါတ်ကိုပဲထည့်ပေးရမှာနော်ကိုကြီးရဲ့မပုံဒီနံပါတ်ပါတယ်မြင်းဆောင်နေ မြို့နယ်တွေ PP ဆိုတာနဲ့နောက်ဆုံးမှာကိုရဲမပုံတင်နံပါတ်6လုံးเนาะမပုံတင်နံပါတ်6လုံးကိုရိုက်ထည့်ပါကျွန်တော်ဒီရိုက်ထည့်တဲ့ခါမှာမပုံတင်နံပါတ်6လုံးကိုကတော့အင်္ဂလိပ်လိုရိုက်ထည့်ပေးရမယ်เนาะမြန်မာလိုရိုက်လို့မရအောင်အနေနဲ့ပါเนาะ okay အချက်လက်တွေကိုမှတ်ကန်ဆိုတာဖြည့်သွင်းပါเนาะပြီးပြီးဆိုရင်လည်းကျွန်တော်ဒီမှာဆက်ဆက်ပြီးရှေ့ဆက်သွားမိကိုနှိပ်ပါ ညီမအပေါ်မှာတော့ကိုယ့်ရဲ့မှတ်ပုံတင်ရနာမည်ကိုအင်္ဂလိပ်လိုသိစာလေးရေးပေးပါအပြည့်စုံပေါ့နော်ပြီးတော့ပြီးဆိုရင်ဒီညီမကြားမှရွေးမယ်ပြီးရင်မွေတက္ကတိကိုယ့်ရဲ့မှတ်ပုံတင်နေမှာပါတဲ့မွေတက္ကတိကိုသိစာမှန်ကန်စွာဒီညီမထည့်သွင်းပါနော်မွေတက္ကတိကိုလည်းမှန်ကန်မှုလိုပါရဲ့နော် ီညမှာတချို့မဘုံတင်နေကြတော့ကျွန်တော်အင်္ဂလိပ်ခုနှစ်နေပါလေဗျတချို့မဘုံတင်နေဆိုရင်ကျွန်တော်တို့ဒါမြန်မာခုနှစ်တွေဆိုလို့ရှိရင်တော့အာအင်္ဂလိပ်လိုကျွန်တော်တို့ပြန်ပြီးတော့တွက်ကြည့်ပြီးတော့ထည့်ပြီးတော့ကျွန်တော်တို့ဖွင့်ရမှာပေါ့နော်โอเคကျွန်တော်တို့ဒီမှာ BB ဆိုတာနဲ့ကိုယ့်ရဲ့တိုင်းဒေတာကြီးရွေးမယ်ပေတိုင်းနဲ့မှာပါလဲညီမနိုင်ငံကိုနေတဲ့တိုင်းဒေတာကြီးကိုရွေးပါ မဟုတ်တဲ့နေရာတိုင်းမှာကျွန်တော်တို့ဒီနီးဆက်ဆုံးမှတ်ကန်အောင်ထည့်ပါနော်မဟုတ်ရင်ကျွန်တော်တို့အကောက်တွေရဖို့နည်းနည်းကြံ့ကြံ့နိုင်တယ်ပေါ့နော်တို့စစ်စေးတဲ့ခါမှာတစ်ခုခုမှားလို့ရှိရင်အဆင်မပြေဘူးအကြောင်းမလို့တခြားလေးရွေးပါပြီးမြို့နယ်မြို့နယ်မှာလည်းကိုနေတဲ့တိုင်းဒေသကြီးကိုရွေးပြီးပြီဆိုရင်မြို့နယ်ကသူ့ဘောအော်တိုပေါ်လာမှာဖြစ်ပါတယ်ဒီထဲမှာမှကိုနေတဲ့မြို့နယ်တွေအကုန်ပါပါတယ်ပေါ့နော်တိုင်းဒေသကြီးရွေးတာမှားစင်နေတိုင်းဒေသကြီးရွေးတာမှန်ရင်မြို့နယ်တွေကိုမှန်ပါတယ်မြို့နယ်ကိုရွေးမယ် ပြီးရင်ဆိုရင်ကျွန်တော်ဒီနေ့မှာအိမ်မက်လမ်းနေပြီဆိုရင်ဘာမှမခက်ဘာမှမခက်ဘူးကျွန်တော်အခုထဲတယ်လို့ထည့်လဲလို့ရတယ်အာနံပါတ်လေးတော့နည်းနည်းပြောင်းပြီးတော့ထည့်လဲပေါ့နော်ကျွန်တော်ဆက်လျှောက်ထည့်ရင်စကွန်ထည့်လဲပေါ့ဗျာအော်ဒီမှာမြင်းဆောင်လေးခံမယ်ပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်ငါကိုထည့်လိုက်တယ်ဗျာငါကိုဆိုမျိုးစစ်တော့60ထည့်လဲရတယ်ကြိုက်တယ်လို့နှလုံးချဲလိုက်ဗျာโอเคပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာအလောက်ကန်ဆိုနေရာမှာအဆင်ပြေရွေးကိုနဲ့အနည်းဆက်ဆုံးရွေးပေါ့နော်ကိုကကိုပိုင်လုပ်ငန်းလုပ်သူဆိုရင်တော့ကိုပိုင်လုပ်ငန်းရွေး တခြားရွေးချယ်စရာအများကြီးရှိတယ်မိခိုဆိုမိခိုပေါ့နော်အဆင်ပြေတာရွေးလို့ရပါတယ်အဓိကတော့ကျွန်တော်ဒီမှတ်ပုံတင်ရင်မပါတဲ့အတိုင်းအနည်းချက်ဆုံးထည့်ပြီးပေါ့နော်ဒီပြီးဆိုရင်လည်းကျွန်တော်ဒီမှာ၄တောင်းခွက်ကိုအမှန်ကြီးရှိပါပြီးနောက်တစ်ဆင့်ထပ်ပေါ်မယ်နော်ရှေ့ဆက်တော်မိခိုနိုင်မယ်နော်အဆက်လက်တွေကိုတော့မှန်ကန်စွာစစ်ဆေးဖို့လိုပါတယ်နော်မလိုပါနဲ့နော်ကျွန်တော်ပြောသလိုမျိုးမှန်ကန်အောင်ထည့်ပါ ဒီနေရာမှာတော့မပုတ်တင်ပိုင်ရှင်မျက်နှာကိုစကန်ဖတ်မယ်နော်စကန်ဖတ်တဲ့အခါမှာမျက်မှန်နေတထားလို့မရပါဘူးရရှာပြီဆိုရင်ကင်မရာလေးကိုဓာတ်ပုံရဲလိုက်ပါပြီးကျွန်တော်တို့ပုံရှင်းနေဆိုရင်တင်သွင်းမီကိုနှိပ်မယ်မရှင်းဘူးဆိုရင်ဓာတ်ပုံပြန်ရိုက်မီကိုနှိပ်ပါနော်မရှင်းပြန်ရိုက်ပါနော်ပုံနေရှင်းတဲ့အခါမှာဒါလည်းကျွန်တော်တို့ကဒါအကောက်ရဖို့လဲမြန်တာပေါ့နော်အားလုံးအပြည့်စုံနေရမယ်နော်โอเคဒီလိုမျိုးပုံစံပြသွားပြီဆိုရင်ဒါအကောက် follow ကပြီးသွားပြီဒါပေမဲ့ အကောက်တန်းမရဘူးနော်တကူသတိထားမှာဖွင့်ပြီးရတယ်တန်းသုံးလို့မရဘူး level 2အောင်ဖို့စောင့်ရသေးတယ်နော်သူတို့စစ်ဆေးတယ်အာလေးတက်ရှင်းနိုင်ဆိုပေမဲ့မကြပါဘူးအလွန်ဆုံးနိုင်ယူရပါနော်နိုင်ယူရအလောက်ပဲကျွန်တော်တို့ဘောရနောက်တနိုင်နိုင်ဝလောက်နေလို့ချင်းအကောက်ထဲကိုပြန်ဝင်ကြည့်မယ်ဘယ်လိုမျိုးပုံစံပြမလဲပေါ့နော်ပြန်ဝင်တဲ့အခါမှာလည်းကျွန်တော်တို့ကဒီလိုမျိုးပုံစံပေါ်နေမလန့်သွားနဲ့ဟောဖုန်းနံပါတ်ပြန်ထည့်ပြီးရင်မှန်ကျင်းမှန်၄00ကျော်မှမှန်ကျင်းရှိပြီးရင်ဆက်ခတ်မှာဆက်သွားမြူနေမယ်နော်အာโอเคနော် ပြီးကျွန်တော်ရေမှန်ကန်မှဒီနှိပ်မယ်ဒီနေရာမှာကျွန်တော်ရဲ့ဖုန်းနဲ့ကို OTP ကြလာမယ် OTP 6လုံးထည့်မယ်ပြီးရင်ခုနကကျွန်တော်ပြောတဲ့နံပါတ်၄လုံးမမိတ်နဲ့ဆိုတဲ့နံပါတ်၄လုံးကိုပြန်ထည့်ပါနော်ကောက်တဲ့ပြန်ဖောက်တာမဟုတ်ဘူးနော်ကောက်တဲ့ပြန်ဝင်တာဖြစ်ပါတယ်အဲဒီလိုမျိုးပုံစံပြနေသေးရဆိုရင်တော့အကောက်ကသူတို့စစ်ဆေးဆဲပေါ့နော်မပြီးသေးဘူးဖြစ်တယ်ပေါ့နော်ကဲလို့အဲ့နေရာမှာပေါ့နော်ကိုယ့်ရဲ့အချက်လက်တွေကိုပြန်တင်သွင်းခိုင်းနေတယ်ဆိုရင်တော့ပြန်ဖြည့်ပေးပေါ့နော်ကိုဖြည့်ခဲ့တာကျွန်တော်ပြောသလိုမျိုးတစ်ခုခုမှားခဲ့လို့ပေါ့နော် โอเคဒီလိုမျိုးပုံစံပြနေပြီဆိုရင်တော့ message ကောက်ကတာအသုံးပြုလို့ရပါပြီ level 2ဖြစ်ပြီပေါ့เนาะ debut ပြီပေါ့နေပြီဆိုရင်ပတ်စံထည့်ပြီးတော့အသုံးပြုလို့ရပြီဖြစ်ပါတယ်ဗျာโอเคအားလုံးပဲဆင်ပြေကြပါစေပေါ့เนาะဝင်မင်းကြီးကောင်းနေပတ်သက်ပြီးတော့ဒီဗီဒီယိုလေးက message တို့အတွက်ကျိုးရုံးဆောင်တရားရရှိမယ်လို့ကျွန်တော်ထင်ပါတယ်ပေါ့เนาะအားလုံးလည်းနားလည်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကောက်တဲ့ဖောက်တဲ့ခါမှာနီးမမှန်နဲ့ ဖွင့်မှာဒါမှသာလည်းကျွန်တော်တို့တွေမြန်ရမှာဖြစ်ပါတယ်နော်တခုကပင်နံပါတ်တွေကိုလည်းလုံးဝမမေးဘူးကျွန်တော်ပြောချင်ပါတယ်ပင်နံပါတ်တွေမေ့သွားရင်ကျွန်တော်တို့လောက်ရခက်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗျာ